ပြန်ပြောမယ်နော်အတွေးခေါ်ပြောင်းရင်ခံစားချက်ပြောင်းခံစားချက်ပြောင်းရင်လှုပ်ရပြောင်းမယ်လှုပ်ရပြောင်းရင်ရလက်ပြောင်းမယ်အတွေးခေါ်ပြောင်းရင်ခံစားချက်ပြောင်းမယ်ခံစားချက်ပြောင်းရင်လှုပ်ရပြောင်းသွားမယ်လှုပ်ရပြောင်းရင်ရလက်ပြောင်းမယ်ငုံငုံနေတာအတွေးခေါ်မပြောင်းသေးတော့အားငယ်နေတာအတွေးခေါ်မပြောင်းသေးလို့အဲ့ဒီအတွေးခေါ်ကိုမိဘမဲ့စိတ်ဝိညာဉ်ရဲ့အတွေးခေါ်လို့ခေါ်တယ်ကျမတို့ဟာမိဘမဲ့မဟုတ်ဘူး ျမတို့ဟာခိုးကိုရမဲ့နေတဲ့သူတွေမဟုတ်ဘူး။တစ်ချိန်လုံးငါ့ကိုအားပေးမဲ့သူကိုမရှာနဲ့။တစ်ချိန်လုံးငါ့ကိုဆွဲထုမဲ့သူကိုမရှာနဲ့။တစ်ချိန်လုံးငါ့ကိုလမ်းပြမဲ့သူကိုမရှာနဲ့။လမ်းခီးတော်တို့ကိုနှလုံးသွင်းတက်ကြပါစေ။ပြန်ပြောမယ်။ငိုကြွေးခြင်းဆိုတာရွေးယူရတယ်လို့ဝမ်းမြောက်ခြင်းဆိုတာလည်းရွေးယူရမယ်။ဥပမာတစ်ခုပြမယ်။ကေသထွန်းအောင်စင်လာပါအောင်။ Okay ready လား။ကျမကသူ့ကိုပါလက်မောင်းမဟုတ်ပဲပါကိုရိုက်လိုက်တယ်ဆိုပါစို့။ ေါသထွက်လို့လည်းရတယ်လို့ဒေါသမထွက်ခြင်းနဲ့သူ့သဘောပဲအတွေးခွန်နေပဲဆိုင်တယ်ဟုတ်လားဟာငါငါရဲ့မမ်းမြငါ့ကိုချစ်လို့ချစ်စနိုးလေးနဲ့ရိုက်တယ်လို့ရည်လို့လည်းရတယ်လို့ဘာရိုက်တာလဲဆိုတော့ကျမကိုပြန်ရိုက်လို့လည်းရတယ်ငါမမ်းမြကငါ့ကို နော်ငါရဲ့ဆရာမကငါ့ကိုတမင်တသက်နှိမ်နာပဲလို့ဝန်နေချင်းနဲ့ဆိုင်တဲ့အရာကို တွေးခေါ်လို့ရတယ်လို့အော်သူကကြည်စမ်းငါ့ကိုအမြဲတမ်းချစ်ပြီးတော့မှ လက်ပွန်းတတိနေတတ်တဲ့မိခင်ပါလားလို့တွေးလဲရစဉ်းစားကြည့်နော်ဒါကြောင့်ဝမ်းနေခြင်းဆိုရလဲရွေးလို့ရတယ်လို့ဝမ်းမြောက်ခြင်းဆိုရလဲရွေးလို့ရတယ်ပြန်ပြောမယ်နော်ချစ်သဘောမပေါက်သေးโอเคကြည့်သူရီလိုက်တယ်ရီချင်တာကိုရွေးလို့ရတယ်လို့တီချင်တာကိုလည်းရွေးလို့ရတယ်အားလုံးကကျမတို့ရှေ့မှာပဲရှိတယ် ငိုကြွေးခြင်းကိုဆက်ပြီးတော့ရွေးနေမယ်စာရှင်လန်းခြင်းကိုရွေးလိုက်ပါအာမင်ဝမ်းမြောက်ခြင်းကိုရွေးလိုက်ပါအဲ့အတိုင်းပဲတင်ဖြစ်လာဒါကြောင့်ဘုရားသခင်ကဗာပြောထားစေကျွန်တော်တို့ရဲ့အတ္တတားထဲမှာစိတ်ပင်ပန်းခြင်းနေအဲ့စိတ်ပူပန်ခြင်းနေစိတ်ထဲမှာညှိုးနှွမ်းခြင်းနေအားလုံးကားတယ်ကျွန်တော်တို့အယိုးကိုဆွေးစီတယ်ကြည့်ပြောမယ်နော်အယိုးကိုဘာဖြစ်လဲဆွေးစီ အယိုးထဲမှာပါရှိတယ်ဒီလားချင်းစီရှိတယ်မှန်လိုက်တာချင်းစီကဘာကိုထုတ်ပေးလဲသလားသွေးကဲကြပါအောင်ဆရာဝန်တွေပြောဘာထုတ်ပေးလဲပိုးကိုတိုက်တယ်အပြင်ကလာတဲ့ပိုးတွေကလည်းသွေးအဖြူပိုးကိုဘာလုပ်ပေးလဲထုတ်ပေးတယ်မှန်လားအေးမှန်တယ်အဲ့တော့ယောဂတွေတစ်ချိန်လုံးဝင်လာတာ အထဲထဲမှာတွေးဖြူမထုတ်နိုင်လို့လေဘာလို့မထုတ်နိုင်တာလဲတမချန်းစာလက်တွေ့ကြရနော်ဘာလို့မထုတ်နိုင်တာဆိတ်ရွှင်လန်းခြင်းမရှိလို့ဝမ်းမြောက်ခြင်းကိုမရွေးလို့ဝမ်းနေခြင်းကိုရွေးနေလို့အဲကြောင့်ဘာဖြစ်တာလဲစိတ်ထောင်းကိုကြည်လေးတော့တင်းဘာလို့မှာလဲဟွန်းအဲ့လိုမျက်ခုံးမရှုံးလို့လည်းရတယ်ရီလို့လည်းရတယ်ငိုလို့လည်းရတယ် မင်းသားဆိုတော့အကုန်လုတ်ခိုင်းလို့ရတယ်။ဟုတ်ပြီနော်။ကဲကျေးဇူးတင်တယ်။ဒီနေ့တင်ပါအောင်ရွေးပါလေ။ဖခင်ရဲ့ဂတိတော်ကိုရွေးလိုက်ပါ။ဖခင်ရဲ့တက်နိုင်ခြင်းတွေကိုရွေးလိုက်ပါ။ဝမ်းမြောက်ခြင်းနဲ့ဆိုင်တဲ့အရာကိုအမြဲတမ်းတွေးခေါ်ပြီးတော့ရွေးပြီးတော့စဉ်းစားစမ်းပါ။အာမင်။ကျွန်တော်တို့အားလုံးခဏလောက်ရှိရနေကြတယ်ဗတ်တရရဲ့